ဟိုတလောကနာနာဘဝတွေသင်ငန်းစီးပေးလိုက်တာအမှားတွေကပရလောကစီကပေါက်သွားပြီတဲ့ဆိုင်ပါတယ်နော်ကျမတို့လောကမှာလीလူစီဘလူးစီဆိုတာရှိတယ်။နောက်ပြီးတော့ကျမတို့ဖះရှိကိုတဲ့ခါမှာလည်းမြင်အပ်မမြင်အပ်တော့တတ္တဝါအလုံးကျမ်းမာပါစေဆိုတာမြင်မြတ်တာပို့ကြရမလား။အဲ့မှာတွေကမမြင်အောင်မမြင်အပ်ပါဘူးဆိုတဲ့တတ္တဝါကိုဟိုသွားပြီးတော့တဒန်းလေးလိုရှင်ပြီးတော့သွားလုလိုက်တယ်ဟိုကဘလူးတွေဖြစ်မယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်။ပြီးတော့ဒါနဲ့ဆက်ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အခုချိန်မှာဟိုအသေးပြောက်များတာကဘသူတွေဖြစ်မလဲ။ယဟန်တန်ကားတွေ ဟလာပြန်လုံတော်မူကြရဲနောက်ကလေးတွေနော်ဘာပြည့်မှမရှိဘူးဖြစ်တာတွေ့လားအဲ့တော့ဟိုလှုပ်လိုက်တာလည်းဘသူတွေကိုလှုပ်လိုက်တာလဲစဉ်းစားကြည့်ဒီကလေးတရေတွေကိုကလေးတရေတွေကိုရှင်ပြုတ်ပေးတာဆိုတော့ဒီဖြစ်ရနှစ်ခုကိုတေချာပြန်စဉ်းစားကြည့်လို့ရှင်အနည်းဆုံးက80ရာခိုင်နှုန်းလောက်ကတိုက်ဆိုင်နေဒါကြောင့်ဆိုတာပေါ့နော်ပြီးတော့ဝေမာနိကပုံဆိုတာကလေလူပုံထက်နေတယ် နော်အဲ့တော့ဟိုလူမာတော်မှကျမတို့ရှင်ပြူတဲ့အခါမျိုးမှာစီကန့်ချက်တွေရှိရလေဒီလူဒီကိုလက်အင်ကပြည့်စုံလားယောက်ျားလေးဖြစ်ရမယ်တရဏဂုံတည်နိုင်စွမ်းရှိလားနော်ဟိုဖျားရှင်လက်ထက်မှာတော့မှဒီနဂါမင်းကရှင်ပြူကျင်လာတော့မှသူကဟိုနဂါမင်းဆိုတော့တရိษံပေါ့နော်ဒါဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူရှင်ပြူခွင့်မပေးတာမျိုးတွေပေါ့နော်ရှင်ပြူတော့မယ်ရှင်လောင်းတယောက်တည်လေယောက်ျားလေးတယောက်တည်ရှင်ပြူပြီးပြီဆိုရင်ပေါ့နော်ဒီယောက်ျားလေးရဲ့ဖုံးကံကအယမ်းမြင့်သွားတတ်တယ်အဲ့တော့စဉ်းစားကြည့်ပေါ့နော်ဒီလိုနာနာဘဝဝေမာနိက ပုံကဟာဟုတ်ခါတွေကို ဟိုရှင်ပြုတ်ပေးလိုက်တယ်ဆိုတဲ့ဟိုကဟိုသူတို့တတ်တတ်မဲ့ဟိုဘယ်လိုလဲလူတွေထက်ဟိုပါဝါမြင့်အောင်လို့ပါဝါတွေသွားပြီးတိုးပေးလိုက်တယ်လို့ဖြစ်တာပေါ့နော်အဲ့တော့ပရလောကစီပေါက်တဲ့ကိစ္စမှာပြန်ပိတ်ဖို့လို့လားဆိုလို့တယ်အဲသူတို့ဒီလောက်ခဲ့တဲ့ဒီတကယ်စစ်မြစ်ပေါ့နော်ဒီကိစ္စကိုခိုင်းတဲ့သူစီကိုသွားပြီးသူတို့စီက data တွေယူယူပြီးသွားလို့ရှိရင်ဆရာသမားဒီတယောက်ယောက်နဲ့ပေါ့နော်တကယ်ထက်မြက်တဲ့ဆရာသမားတယောက်ယောက်နဲ့ခေါ်ပြီးတော့သူတို့ပြန်ညှိရမယ့်ကိစ္စတွေနည်းနည်းဖာထိရမယ့်ကိစ္စတွေရှိရအဲ့လိုမျိုးတွေကိုသူတို့ပြန်လုပ်ပြီးတော့ပြန်ဒါ ိတ်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့လူတွေအနေနဲ့ကတော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တရဏဂုံ၃ပါးပထန်ဘာဟာသမယတုတ်တို့အာတနာတိယတုတ်တို့ပေါ့နော်ကိုကြိုက်တဲ့ဟာကိုအကုန်ရွတ်ပြီးတော့အကုန်ကာကြပါပြီပြီးတော့တားကြီးငါးကြီးစားတာမျိုးတွေနည်းနည်းရှောင်ပြီးအဲအဓိကတော့အမဲသားပေါ့နော်အမဲသားဆိုတာအမှောင်စားအမှောင်လောက စိုက်တဲ့အစာပေါ့နော်ပြီးတော့အဓိကအဋ္ဌထန်တွေဝင်ပတိရေစိတ်ငါးပါးတိလာလုံအောင်နေပြီးတော့ကျမအဲ့လိုပြောရင်လည်းတချို့ကလေကန့်လန့်တိုက်ပြီးလာပြောမယ်တရာတန်ဃာတော်တွေကဘာဖြစ်ရှိလို့လူမျိုးသိရလဲသူတို့ဆိုလို့ရှင်တို့ထက်တောင်ဖျားတရားလုပ်တယ်လို့ပါအောင်ဆိုကျမပြောပြမယ်နော်လူဆိုတာကန့်အကြောင်းတရားဆိုတာရှိတယ်ဘဝအဆက်ဆက်ကနေပြီးတော့လှုပ်လာတဲ့ကန့်နေဆိုတာကကျမတို့မြင်ရတာမဟုတ်ဒါကြီးတက်กว่าသေးရဲ့ရှင်ကျေးဇူးပါဒီမေခွန်လေးရဲ့လူရင်းအတိတ်ဘက်ကဖုတလောတော်ကပရလောကကားပြီကိုသင်္ကန်းစီးပေးလိုက်လို့ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလားလို့ မေးလို့တဲ့အထိပ္ပယ်ဖြစ်ပါတယ်ဒီလိုမေးခွန်းမျိုးကိုတော်တော်များများလာပြီးမေးနေကြပါတယ်တချို့ကလည်းပဲအဲ့ဒီလိုပရလောကသားတွေကိုသင်္ကန်းစီးပိတ်လိုက်တဲ့အတွက်ကြောင့်ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလို့အတက်ပြောနေကြပါတယ်အဲ့ဒီလိုပြောတဲ့လူတွေကိုဦးစင်းကမေးချင်ပါတယ်ပရလောကစီးပောက်တယ်ဆိုတာဘယ်နေရာက ပောက်တာပါလဲပောက်တဲ့နေရာသိရင်ပြောပါတွားပြီးဖာရအောင်လို့ပါနော် ကိုယ်တိုင်မသိပဲနဲ့ရန်တန်မှန်တန်ပြောတာမျိုးကတော့လုံးဝမလို့တင်ပါဘူးဒါဆိုရင်အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့အခုသဘာဝဘေးဆိုင်တဲ့ကိစ္စမဆိုင်ဘူးလားလို့မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးအထိုက်လျောက်တော့ပတ်သက်ဆက်နွယ်မှုရှိကောင်းရှိပါလိမ့်မယ်သို့တော့တိုက်ရိုက်တော့မဆိုင်ပါဘူးเนาะဒါဆိုရင်ဘာကြောင့်ဒီလိုဘေးဆိုးကဆိုးမျိုးတွေစိုက်တာလဲလို့မေးစရာအကြောင်းရှိပါတယ်အင်ဂုတ္တရနိကေ ိကနိပတ်ပါလောကသုံးပါဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဤတရားသုံးပါပေါ်ပေါက်လာပြီဆိုရင်တဘာဝဘေးတွေဆိုက်၍အငတ်ဘေးတွေကြုံကြလိမ့်မယ်ဘီလူအကြီးအကဲတို့ကကြံတန်းသောဘီလူတို့ကိုဆင်လွှတ်တာကြောင့်လူအများတည်ကြည်ပျက်စီး၍မြို့ရွာများပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်အခုလိုဘေးဆိုးကဆိုးမျိုးဆိုက်ပြီးဒုက္ခဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ကြုံနေရခြင်းဟာ ဤဝိတမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့တရား၃ပါးကြောင့်ပဲဖြစ်ပါတယ်။ဟူပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့တရိပ်မပတ်သက်ပါဘူးเนาะ။အဲ့ဒီလိုပြောလို့အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စကိုဥသင်ကကာကွယ်ပြီးပြောနေတာလားလို့မြင့်စရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူးเนาะ။ဒီလိုလောက်ရမျိုးဟာလည်းလုံးဝမလုံးတင်ပါဘူး။မလုံးတင်တဲ့အကြောင်းကိုလည်းပဲဥသင်ကိုယ်တိုင်ဗီဒီယိုတင်ပြီးပြောထားပါတယ်။အခုချိန်ဟာ တဘာဝဘေးဆိုင်လို့လူတော်တော်များများဒုက္ခဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီလိုအချိန်ကာလမျိုးမှာလူအများအထိတ်တလန့်ဖြစ်စေမဲ့စကားမျိုးကိုမပြောကြပါနဲ့နော်။ကိုယ်တိုင်တည်တည်ချာချာသိမှပြောပါလို့ပြောချင်ပါတယ်နော်။